လောဘနှင့်မူယံတိဟုသောနတာမျိုးကို၎င်းရွှေကို၎င်းဆက်ကပူဇော်ကြ၏ဆုတောင်းကြပါစို့။ကောင်းမြတ်မှုနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်။ယနေ့နနဲ့အစီအစဉ်အစလေးဆုံးသုံးပါးစလုံးတရှင်သောဝိညာဉ်တော်သည်ကျွန်တော်တို့အားလံပြတုန်တင်ကောင်းကြီးပေလိုက်လျှောက်နိုင်ဖို့မင်္ဂလာဖြစ်စေပါမည်အကြောင်း မနေ့ယနေ့နောက်ကလည်းမပြောင်းမနေအသက်ရှင်ရွယ်ယနေ့တိုင်အောင်ကျွန်တော်အတူရှိတော်မူသောအီမာနွေလအရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ဤနေ့နဲ့အစီအစဉ်ကိုကျွန်တော်အားလုံးတို့သဘောချင်းတူလေအရှင်ဖျားလက်တော်ထဲသို့အတူတကွာဆုတောင်းဆက်ကအနန္တကြပါနဲ့ဖဖျားအာမင်ဓမ္မရှင်မှနာထောင်ကောင်းကင်သားကြည်ကျော်84ဖြစ်ပါတယ်ဓမ္မတိရှင်မှ84 ကောင်းမြင်သားရဲ့ကြွေးကြော်တာကိုနားထောင်ဖို့ကောင်းမြင်ရဖျားမြင်ပြီးတဲ့ယူပါယုံဖျားမြင်ပြီးတဲ့ပညာနဲ့ဖျားမြင်ကိုရှာနဲ့အတွေ့အကြုံရရှိဖို့ကျွန်တော်နားထောင်တယ်ဖျားမြင်စကားကိုနားထောင်တယ်ဖျားမြင်လမ်းပြခြင်းကိုနားထောင်တယ်ဒီသင်လေးကိုစက္ကတိဆိုချီးမွမ်းကြပါစို့ ာကတမန်ကျမ်းစာပြောတဲ့အတိုင်းပဲဘုရားသခင်စကားကိုနားထောင်ရင်ကောင်းကြီးမင်္ဂလာဖြစ်တယ်။ကျမ်းစာကိုဖတ်ပြီးတော့ကျမ်းစာတိုင်းနားထောင်လက်လျှောက်လို့ရတယ်။ကျွန်တော်တို့ပြီးတဲ့ပညာနဲ့ဘုရားကိုရှာဖို့မကုပညာရှိတဲ့သူပညာနဲ့ကြည့်လိုက်တဲ့ခါမှာဒီကျေကြီးပါ။ကဲဒီရှင်ဝေးခွားပြီ။အဲ့ဒီကျေကြီးနောက်ကိုလိုက်ပြီးရှာတယ်။နောက်တော့ရောက်တဲ့ခါမှာစိတ်ကြကြစရာမရှိဘူး။ မြို့ငယ်တွေမှာတမွေးမယ်လိုက်ရောက်ရှာသူပညာကထားကြတင်ရှင်သူဘဝရဲ့လူရလားအဲ့ဒါကမှတွေ့ကြတယ်ဖွမျောပြီးတော့ပူဇော်ပြီးတော့ကောင်းကြီးမင်္ဂလာရတယ်ဒီကနေ့လေကျွန်တော်တို့ကိုပေးတဲ့ပညာနဲ့ကျွန်တော်ဒီစဉ်းစားဆင်ခြင်ဖို့အဲ့လိုစဉ်းစားဆင်ခြင်တဲ့အခါမှာလဲဘုရားခင်ရဲ့လမ်းပြတဲ့အတိုင်းတော့ကျွန်တော်အသက်ရှင်နေဖို့အင်မတန်အရေးကြီးပါတယ်အဲ့လိုဘုရားခင်ပေးတဲ့နှုတ်ကပတ်တော်ကိုကြည်ပြီးတော့နားထောင်ရင် အခက်အခဲတွေကြားနေမှာလဲညီတက်ချင်းရမယ်ကောင်းကြီးမင်္ဂလာရမယ်ကျွန်တော်2017ခုနှစ်ကစားပြီးတော့ February ရက်နေ့ကဆွတ်တောင်းလာကြတယ်စွတ်သားခြင်းမှာကျွန်တော်ရသွင်ကျုပ်ဒုတိယဆောင်အခန်းကြီး20ကိုဝင်ကားပါပါတယ်ဒီမှာတော့ဒီယောရှုဘပင်ကြီးယောရှုဘလက်ထက်မှာမောဘမြူသားနဲ့အာမမြူသားအေဒုံမြူသားတွေဟာ စစ်ချီလာတယ်။အမှန်တကျောက်စရာကောင်းပါလေ။ဒီမောဘတို့အာမုံတို့အမျိုးသားတွေအင်အားကြီးတယ်။အေတို့အမျိုးသားကတော့ဒါအေတော့ရဲ့အမျိုးဖြစ်တာအေတော့သားစင်တဲ့အမျိုးတွေပေါ့လေ။အေတော့နဲ့စင်တဲ့အမျိုးတွေပေါ့လေ။ဆိုတော့တနည်းအားဖြင့်သူတို့နိုင်ငံသားတယောက်ဖြစ်တယ်။ဂျန်နစ်နိုင်ငံရင်းနှီးခွင့်ရပန်းပြီးတော့သူတိုင်းပြည်ကိုဒုက္ခပေးဖို့ကြိုးစားတယ်။အဲ့ဒီခါမှာရရှိမကကြောက်ပြီးတော့မလုပ်လေဆိုတော့ ဘုရားကိုရှာတယ်အဲ့ဒီပြင်သူ့ပြည်ပြည်ပြည်နဲ့ခေါ်ရဆွတောင်းရအောင်သူဆွတောင်းကြတယ်ဆွတောင်းတဲ့အချိန်ဘုရားသခင်သူယုံကြည်တဲ့အချိန်ပဲဘုရားသခင်သူတို့ဆွတောင်းတာကိုနားညောင်းအပြေပေးပါတယ်ဘုရားသခင်ကဘာလို့ခိုင်းလဲဆိုဆွတောင်းပြီးတဲ့အခါမှာဘုရားသခင်ကိုယုံကြည်ပါတည်တည်ခြင်းရှိပါနောက်ပြီးတော့ဘုရားသခင်ဘာလို့ခိုင်းလဲဆိုတော့သာဝရဘုရားဤဂယုဏတော်ဒီအစီအမြဲတည်သောကြောင့် ကုန်ကြီးစရောချီးမွမ်းကြလို့အရာရာလေးမှကြီးစရောချီးမွမ်းဖို့ဖျက်ကြည့်လို့လို့ရှိတယ်ဒါကြောင့်သူတွေ့ကြတဲ့အချင်းတွေသူတို့တိုင်းပြည်ကြီးကိုမကြခင်ပဲဖြစ်စီတော့မယ်ပြစီချင်းရောက်ကြမယ်အဲ့ဒီရှောင်းကဘာလို့လဲဖျက်ခင်ပြောတဲ့အတိုင်းပဲဖျက်ခင်ကရုဏာတော်သူတိုင်းကမကုန်တော့ကြောင်းဂုံကြီးစုချီးမွမ်းမှာအဲ့ဒီချီးမွမ်းတဲ့ရှင်တွေခေါ်ပြီးရှိခါလေးချီးတက်ခိုင်းတယ်အဲ့ချီးမွမ်းခြင်းတခြင်းကိုဆူတဲ့အချိန်မှာပဲ ဖခင်အံ့ဩစရာလက်လုပ်တယ်။ချီးမွမ်းရာတရှင်ကိုစူစားပြုသောအခါယူဒပြည်သူကိုတိုက်အံ့သောကလာသောစီရတောင်တန်းတို့ကိုအံ့မှုမြသာမောဘအမျိုးသားတို့တစ်ဖက်၌သာရဖျားချောင်းမြောင်းစီတယ်မူဖြင့်အံ့မှုအမျိုးသားမောဘအမျိုးသားတို့သည်အထိခက်ခံရတယ်။သူတို့သုံးဖွဲ့ပူးပေါင်းတိုက်ဖို့ဟာဖခင်လှုပ်လိုက်တဲ့အခါမှာစီရတောင်သားတွေကအံ့မှုနဲ့ခနာမောဘမျိုးသားတိုက်တော့သူအများကြီးထိခက်ခံရတယ်။ အဲ့ဒီအပြင်ဖန်ရှီယာတောင်သားတို့ကိုတုတ်တင်ပေးရှင်းခြင်းကလှန်ရင်းတိုက်ခေအာမုန်နဲ့မောဘအချင်းချင်းဇတ်တူသားတွေပြန်စားကုန်ကြတာအာမုန်နဲ့တခါရှီစီယာတောင်သားတွေပြန်တိုက်တဲ့ခါမှာအကုန်ရှင်တက်ပြီးမှတရက်ကိုတရက်တိုက်ခိုက်ရင်ပျက်စီးခြင်းတွေရောက်ကြတယ်တောင်နဲ့တောင်တက်ကြဖြတ်ကြရင်လည်းအချင်းချင်းနောက်ဆုံးပျက်စီးခြင်းကိုရောက်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒီအချိန်မှာယူရန်လူတွေကစစ်ပွဲကပြင်းထန်တာ ဖျောင်းကြီးလှုပ်တဲ့ခါမှာအချင်းချင်းနေကိစ္စတွေကမှာမလှုပ်တယ်အဲ့ဒီဘုံမှာဝဲမြောက်ဘုံမဟုတ်ဘူးအဲ့ဒီဘုံမှာကျွန်တော်တို့ကတာယာနေဘုံမဟုတ်ဘူးယုံကြည်ခြင်းသည်မြှော်လင့်သောအရာကိုမျက်မှောက်ပြုပဲဖျောင်းစင်ကပြည်တော်ကြီးကိုချမ်းသာပြီပဲမျက်မှောက်ပြုဖို့မမြင်သေးဘူးတိမဆွေးသားဖို့စမြင်လိုက်တာနဲ့ချက်ချင်းသူတော့လေအငယ်23ရောက်လာတဲ့အခါမှာမစ်စ်လီရောက်လာတဲ့အခါမှာယူဒလူတို့သည် တောနယ်ရှိသောကင်းမြူစင်သို့ရောက်၍သူအလုံးချင်းကိုကြည့်ရှုသောအခါသူသူအပေါင်းတို့သည်သူသူအပေါင်းတို့သည်တယောက်မှမလွတ်မိဘမှလဲသောအတေအောင်ဖြစ်ကြတယ်။ဟာသူကြည့်လိုက်တော့ဘုရားသခင်လက်တော်မြည်ရတယ်။နော်ဒါကဘုရားရှင်မျှော်ကြည့်ပါ။ဘုရားသခင်ကတိတည်တယ်ဘုရားသူပြောတဲ့အတိုင်းပဲမြို့ငွေမြို့ရွေလီဖြစ်ပေမဲ့ကတိရှိရမူဖာခဲ့တယ်။ကျောင်းတိုင်းပြည်ရဲ့ဖြစ်တော်အာရှမသိငဲ့ပေမဲ့ဘုရားသခင်ကကျွန်တော်စစ်တောင်းတော်ကိုနားထောင်ပြီးတော့အောက်ဆရာလောက်တာကိုကျွန်တော်ခု ပြန်ဝတ်တယ်တနည်းတည်းတူပြီးမြင်နေရတယ်ပေါ့ဘူးလားယောရှိဖတ်နဲ့သူ၏လူတို့ဒီလေရန်သူတို့ဥစ္စာကိုလူကြီးချင်းကလာတော့အခါအသေးကောင်တို့၌များစွာသောဥစ္စာအဖိုးထိုက်တို့တစားတို့ကိုတွေ့သည်ဖြင့်ထမ်း၍မသွားနိုင်လောက်အချွတ်ယူကြတယ်လက်ရဥစ္စာအလွန်များသောကြောင့်သုံးရပလုံးလူယူရတယ်ကျေးဇူးမတရားယူထားတဲ့ဟာလေအလုံးယူတာမျိုးတွေပြန်ရတယ်ကျတိုင်းမြန်မာလည်းချင်းပြန်ရပါပါ မပူပါနဲ့ဆက်ပြီးတော့မှအဲ့ဒီအနေအပြင်တိုင်းပြည်ရပ်လပ်ပြည်ချမ်းလေအငွေ30ရောက်လာတဲ့ခါမှာသူတို့ဖျားခင်ဒီအရရတို့၌ညီမှုတော်အခွင့်ကိုပေးတယ်မူသောကြောင့်ယောရှဖိုင်နိုင်ငံတော်သည်တာယာတယ်အမိမြောင်းနိုင်ငံရမချခင်ဤကဲ့သို့တာယာတဲ့နိုင်ငံကြီးဒီဖြစ်လာမှာမြင့်ကြီးလက်ခံမှုလည်းဖြစ်တယ်ဒါဒီကနေ့သူတို့ပြင်ကျွန်တော်မြန်မာပြည်အလဲပိုင်းဒေသမှာဖြစ်ပွားနေစစ်ပွဲတွေရပ်တန့်သွားမှု ပြည်သူတွေအားလုံးမိမိတို့နေရနေရင်ဒေသချင်းမြေဒေသတို့ပြန်လေချေချနေထိုင်ပြီးတော့မိသားစုပြန်လေညီညွတ်စွာစီလုံးစွာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ကျွန်တော်ယုံကြည်ခြင်းနဲ့ဆက်ဆုတောင်းတဲ့အတိုင်းပဲမကြခင်ဖြစ်လာမယ်ဖြစ်တဲ့ကြောင့်ကျေးဇူးတို့ချီးမွမ်းဖြစ်ပါလေမြတ်မမီးအလေးပိုင်းဆိုရင်တောတောင်နေမရှိတော့အများကြီးဖြစ်စီခြင်းခံရတယ်ဒါကြောင့်အားလုံးပြန်ရှိပြလာဖို့ဘုရားသခင်လုံရင်ခဏအလေးနဲ့ခဏပြောသလိုအုံဝဲအမှုတွေဖြစ်လာမယ် ဲ့ဒီအပြင်ဒုတိယအတွင်းမှာရှိတဲ့ပြည့်စုံဆုံးရှုံးမှုများနောက်ထပ်လုံးဝမဖြစ်စေဖို့ရတယ်ကျွန်တော်တို့ဆုတောင်းမှုဖြစ်ပါတယ်ဒီအတွက်အတူတူကဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောဖတ်မြတ်စွာဘုရားခင်မြမပြည်အလေးပိုင်းဒေသများတွင်ဖြစ်ပွားနေတဲ့စစ်ပွဲများလုံးဝရပ်တန့်သွားပြီးတော့ပြည်သူပြည်သားအားလုံးတို့သည်မိမိရဲ့နေရာများသို့ပြန်လည်အခြေချနေထိုင်ခွင့်ရရှိပြီးတော့ မိသားစုတွေပြန်လည်ရပျော်ရွှင်စွာဝမ်းမြောက်စွာဆုံတွေ့နေပါမည်အကြောင်းကိုရောကောင်းကြီးပေးဖို့ပြင်ဆင်နေသောကြောင့်ကိုရောကိုကျေးဇူးတင်ပါတယ်။မကြာခင်အမှုရာများကိုတွေ့တဲ့အခါမှာလည်းကိုရောကိုချီးမွမ်းရသည့်တည်းအောင်ကိုရောသူတို့ကိုကောင်းကြီးမင်္ဂလာပေးတော်မူပါ။သူဒေသများမှာရှိနေတဲ့ပစ္စည်းဆုံးချုပ်မှုကြီးအမတန်များပြားပါတယ်။အိုအိမ်တွေပျက်စီးပါတယ်၊မိယာတွေပျက်စီးပါတယ်၊တောတောင်တွေပျက်စီးပါတယ်၊တိပိနေပျက်စီးပါတယ်။အဆောက်အဦတွေပျက်စီးပါတယ်။ လူတွေရဲ့စိတ်ဓာတ်တွေလည်းကျဆင်းပြီးတော့ပျက်စီးခြင်းတွေရှိပါတယ်။ဖြစ်စီတတ်တဲ့လူတို့ဒီအမတန်မှရရှိတဲ့လက်နဲ့ဖြင့်လူယူတိုက်ခိုက်ဖြစ်စီးပြီးတော့ပြည်သူပြည်သားတွေအချင်းချင်းမိရှုခြင်းတပ်ဖြတ်ခြင်းစသည်လှုပ်ဆောင်ခြင်းများအားလုံးကနေလွတ်မြောက်ဖို့လေကိုရောကောင်းကြီးပေးတော်မူပါ။သူဒီတတ်မှရှိသူအတီးဒီအတွက်တော်၎င်းအမိမြဝနိုင်ငံမှာရှိနေတဲ့မိမိရဲ့ငွေတွေကိုမြင်ရတော့သူများခက်ခဲမှုတွေမှာကိုရှင်ကျေးဇူးတော်ကိုပြန်လည်ချီးမွမ်းနိုင်ဖို့ မိမိတို့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတို့ဒီလေကိုရောကိုချီးမွမ်းခြင်းအဖြစ်ကျေးဇူးချီးမွမ်းခြင်းရစ်ကိုပူဇော်တော်သူဒီကိုရောဘုန်းတော်ကိုထင်ရှားစေတော်သူလို့ကိုရောမိမာတဲ့အတိုင်းပဲသူတို့ချီးမွမ်းခြင်းအပေါ်မှာမရှင်ဘုန်းတော်ဒီသူတို့တတအတီးဒီမှာထင်ရှားလဲပတ်ဝန်းကျင်မှာကိုရောကိုချီးမွမ်းရတဲ့ကြောင့်ကောင်းကြီးမင်္ဂလာဖြစ်စေပါမည်အကြောင်းအရှင်ဘုရားသခင်ကိုရောတိုင်းကျွန်တို့အတင်မိခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တို့ဒီအတူတူပဲသဘောချင်းတူလဲ့ စွတ်တော်မြတ်တာပို့ကြမြင်ပါကောင်းငင်မုံ၌ရှိတော်မူသောကျွန်ုပ်တို့ရဲ့ဖာကိုတော်ဤနာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းငင်မုံ၌ပြည့်စုံကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအဲ့မွေးလောက်သောစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာလိုပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမသောပြမြာကိုကျွန်ုပ်တို့သည်လွတ်ကဲ့သို့ကျွန်ုပ်၏အပြစ်များကိုလွတ်တော် ဖြစ်ပြီးဆောင်ရသူမလိုက်မပါစီပဲမကောင်းတော့ဟူရမလဲကဲနှုတ်တမှုပါအစိုးပိုင်သောအခွင့်နှင့်ဘုန်းကူအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီစဉ်အစံတဘုတ်တွင်ဓမ္မတိချင်မှ158ပြည့်နှိစ်ခြင်းခံရတဲ့လူတွေကိုရောမှာကိုရောကခရင်တော်မကုံတော့ကြောင်းကိုရောမိန်တော်မူတဲ့အတိုင်းယုံကြည်ရင်ခုနပြောသလိုငင်းချမ်းကြီးမှရမည်ဖြစ်တော်ကြောင်း ဒီတရှင်လေးကိုမြစ်တာပို့တဲ့သဘောနဲ့အတူတူကချီးမွမ်းပြုဆိုကြပါစို့ တ်မြတ်စွာဘုရားသခင်ကိုရစကားကိုနားထောင်တဲ့အခါမှာမိမိရဲ့ဘဝခီလန်တလျှောက်လုံးမှာအန်ဒီရဲ့အမျိုးမျိုးတွေကကင်းကွာရတော့အခွင့်အာမကဟောဒီလောကကြီးရဲ့ထွက်သွားရင်လေကိုရနေ့အတူထာဝရကောင်းငင်မှုမှာစံစားရပြီဖြစ်သောကြောင့်ဤကောင်းကြီးမင်္ဂလာကိုယခုအမိမြန်မာနိုင်ငံကြီးမှာအနိစ္စအာယုန်တွေတွေ့နေရတဲ့နိုင်ငံသူနိုင်ငံသားများအားလုံးခံစားစံစားနိုင်ဖို့ရာ ထရဖျားသည်မြန်မာနိုင်ငံကြီးကိုကောင်းကြီးပေးရဆောင်မှကြည့်ရှိပါစေတော့နိုင်ငံသူနိုင်ငံသားအလုံးပေါ်မှာကိုရီးယားရွှေမျက်နှာလင်းတဲ့ကိုသူလည်းသူတို့အားဂရုဏာကျေးဇူးပြုတော်မူပါစေတော့အမိမြန်မာနိုင်ငံတို့ကြီးကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မြတ်တာတော်သာတို့ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့မေတ္တာပွင့်ခြင်းကျေးဇူးအပေါင်းတို့သည်အမိမြန်မာနိုင်ငံတို့ကြီးနဲ့ နိုင်ငံသူနိုင်ငံသားအတီးဒီပုံမှာယခုမှစ၍ကာလစင်မြတ်တယောက်တည်းရှိတည်နေပါစေတည်းအာမင်အာမင်